ဂိမ်းကိုဘေးလိုဆွဲခဲ့ကြသူများအမတ်တ real game မှာဒီလူကတော့တယောက်တည်း AC ဂိမ်းဆော့ခြင်းလို့ဆိုပြီးတော့မိမကူပါအိမ်ပေါ်ကနေချလိုက်တဲ့သူပဲဖြစ်ပါတယ်။ဒီလူက Fora ဆိုတဲ့ဂိမ်းကိုစဆော့ကလေးကကြိုက်သွားခဲ့ပြီးတော့ဒီဂိမ်းကိုပဲဆွဆွမင်းမင်းဆော်လို့ရှိပါတယ်။အဲ့လိုနဲ့ Fora နံပါတ်4အသေးထွက်လာတော့ဘာမဆိုင်ညာမဆိုင်မိမကူပါအိမ်ပေါ်ကနေချပြစ်လိုက်တယ်။အเจ้าကတော့တယောက်တည်း AC ဂိမ်းဆော့ခြင်းလို့ပါ။ follow for သုံးပတ်တွင်အပီဆော့မယ်လို့ယူရထားခဲ့တာကြောင့်အာရုံများမဲ့အရာတွေကိုအရင်ဆုံးရှင်းထုတ်ပြလိုက်တာဖြစ်ပါတယ်။အလောက်ကဖုန်းဆက်တာတော့မကင်တော့ပဲနဲ့သုံးပတ်လုံးဂိမ်းကြီးပဲထိုင်ဆောင်နေခဲ့တာပါ။အဲ့လိုနဲ့သုံးပတ်ပြည့်ပြီးဂိမ်းလဲအောင်သွားတဲ့အချိန်မှာတော့သူချစ်ရတဲ့အလုံးနဲ့မိမကသူ့အနားမှာမရှိတော့ပါဘူး။ဒါလို့ဒီလူကလည်းဒီဂိမ်းကြောင့်သူ့ဘဝပြည့်ရပါတယ်ဆိုပြီးတော့ဂိမ်းကုမ္ပဏီကိုတောင်တရားဆွဲလိုက်သေးပါတယ်။အကြောင်းလူကြီးမင်းတို့တွေမှာလည်း gain sell လို့စော်နေပြတ်ထားတဲ့သူတွေရှိရင်ရှစ်နေသာချုံငှားထားလိုက်ဖို့ကြံပေးကြ။နံပါတ်1ပွဲကြမ်းတဲ့ gain မှာ ။ဒါဆိုရင်လောင်တဲ့ကောင်တွေကိုခဏခဏတွေ့ဘူးကြမယ်လို့ထင်ပါတယ်။တချို့ကလည်းလောင်မီဟိတ်ဆိုရင်ရှိသမျှအကုန်ရိုက်ခွဲလဲရမှာကျင်နေကြတာ။ဒါပေမဲ့ဒီကောင်လေးကတော့ပျက်စီးတွေရိုက်ခွဲရတာကိုအားမရလို့ကိုယ့်ခေါင်းကိုပါရိုက်ခွဲပြစ်လိုက်တဲ့သူပဲဖြစ်ပါတယ်။ဒါဆိုတဲ့မော်နီတာကြီးကိုမှခေါင်းနဲ့ပြစ်ဆောင်လိုက်တာ။ဒီကောင်လေးကအင်တာနက်ဂိမ်းဆိုင်တစ်ခုမှာ LOL ဆိုတဲ့ဂိမ်းကိုစောင့်နေကြတာဖြစ်ပါတယ်။မတိသေးတဲ့သူတွေအတွက် LOL ဆိုတာကတော့ Mobile Legend လိုမျိုးအရွှေရွှေတဲ့ဂိမ်းဖြစ်ပါတယ်။ ။တင်းပေါ်တွေစေးထိုးနေတာကိုသီးမခံနိုင်တော့အဆုံးမှာတော့ဂိမ်းဆော့နေတဲ့ TVU ကိုမှမမရဲ့မောင်လေးဝင်စားပြီးတော့ခေါင်းနဲ့ပြဆောင်ပေးလိုက်။ဆန်ရှင်ကလည်းအစလုံးကရောခိုင်းမလို့စဉ်းစားထားပြီးမဲ့ခေါင်းကညက်ပြီးထုတ်မရဖြစ်နေလို့နောက်ဆုံးစေးုံမှာပို့ပေးလိုက်ရပါတယ်။လူကြီးမျိုးတွေမှာလည်းမမရဲ့မောင်လေးတွေရှိရဲဆိုရင်ဒါမျိုးဂိမ်းတွေဝိုးဝေးတာရှောင်ဖို့အကြံပေးကြတယ်။နံပါတ်3ဂိမ်းမှာဖူးစာ ဒိန်းနေရဆက်ကောင်တွေကိုရိုးရိုးကြိုက်တာတိတ်ပြဿနာမရှိဘူးဆိုပေမဲ့မယိုးမသားကြီးတွားကြိုက်မိရင်တော့နည်းနည်းလေးပြဿနာရှိသွားပါအခုမြင်နေရတဲ့ကောင်လေးကတော့ဂိန်းနေရဆက်ကောင်ဟိုမှာတကယ်ကြီးချစ်မိသွားခဲ့လို့လက်ထပ်ပါယူလဲရတဲ့သူပဲဖြစ်ပါတယ်ဒီကောင်လေးက Labless လို့ခေါ်တဲ့ဂိန်းကိုဆက်ဆက်မြဲမြဲဆော်လေးရှိပါဒီဂိန်းကယူဇာထားတဲ့ဂိန်းပုံစံမျိုးဖြစ်ပြီးတော့အပြစ်မှအဖြစ်မရှိတဲ့သူတွေဆော့နေကြဂိန်းပါအဲ့လိုနဲ့ဒီဂိမ်းကိုတနေ့လောက်စတိုက်ဆော့ပြီးတဲ့နောက်မှာတော့ကောင်းလေးလေးဂိမ်းနဲ့ဇက်ကောင်အပေါ်မှာတဖြည်းဖြည်းနဲ့တန်ရုံးစင်တွေ့လာခဲ့ပါတယ် တကယ်မရှိတဲ့ရီးစားကတကယ်အချစ်စနဲ့ချစ်မိသွားခဲ့ပြီးတော့တရားဝင်လက်ထက်ယူတဲ့အထိပါဖြစ်သွားခဲ့ပါအထက်ပွဲကိုလည်း DJ တွေနဲ့ပါအမှန်ကန်ဖြုတ်ခဲ့ပြီးတော့စီကားတိုင်းနဲ့ဆွာကျင်းပါခဲ့ပါအကြောင်းမဖြစ်နိုင်တဲ့အရာကိုဆွဲလန်းခဲ့တာချင်းတူရင်တော့မှလူချင်းမျိုးထပ်တပန်းပုတ်သားသွားခဲ့ပါ။ဒါမဲ့လေဂိမ်းဆော့လို့တစိမ့်ပြုတ်သွားတဲ့ရှင် ဒီရဲသားကြီးကလည်း COC ဆိုတဲ့ဂိမ်းပေါ်မှာဘိန်းလိုဆွဲလန်းနေတဲ့သူတယောက်ဖြစ်ပါတယ်။ဒီနေ့မှာဒီရဲသားကြီးစီကိုအရေးပေါ်ဖုံးခေါ်ဆိုမှုတစ်ခုဝင်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ကိုလာရွှေလေး COC မှာဝါတိုက်နေတဲ့အချိန်ဖြစ်လို့ခေါ်တဲ့ဖုန်းကိုမကင်လိုက်မိပါဘူး။တကယ်တော့တစ်ဖက်ကဖုန်းခေါ်နေတဲ့သူကသူ့ကိုကတိုက်ပြေးသွားလို့ဆိုပြီးတော့ရဲလန်းတိုင်တာ။ဖြစ်ချင်တော့ပွဲကောင်းနေတဲ့ကိုလာရွှေကြီးနဲ့တွားတိုးပြီးတော့မိနစ်40ကြာအောင်ဖုန်းခေါ်လိုက်ရပါတယ်။တကယ်တော့ဒါကတစ်ချိန်တည်းဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။အဲ့ဒီလအတွင်းမှာရင်ပြက်ခတ်မှု၃ခုလောက်ဖုန်းဆက်တိုင်ကြခဲ့ပေမဲ့၃ချိန်စလုံးကိုဖုန်းမကင်ပဲနေခဲ့ပါဘူး။ အထုံးဆောင်နိုင်ပွဲကောင်းနေလို့ဖြစ်ပြီးတော့7မိနစ်လောက်ကိုညီလန်းထားခဲ့တာ။နောက်ဆုံးမှာတော့ကုလားရွှေလည်းတစိမ့်ပြုတ်သွားခဲ့ပြီးတော့ရုံးထိုင်စီအဖြစ်ယာတူးချခံလိုက်ရပါတယ်။အဲ့ဒီလိုမျိုးဂိမ်းဆွဲနေလို့အလုံးဝင်ငါစားဂျူနီယာလေးထင်နေတော့မှားသွားပါသူရဲလို့လာတဲ့တတန်းက၁၂နှစ်တောင်ရှိနေပြီလို့သိရပါတယ်အကူလာရှေကလည်းလူချင်းမျိုးလိုပဲကိုနဲ့မဆိုင်တဲ့အရာကိုမှဆွဲလန်းမိသွားခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်